အဲမီးစက်ကတလုံးအဲကွန်ကလည်းအင်ဒိုအော်တိုကိုဖြုတ်သွားတာဆန်8ဆိုရင်9 gas 9က10လုံးကျော်တယ်စီကလည်း9ဘိတ်တာ10ဘုံကျော်တော့နော်အင်းတော့စိုင်းတော့ပြပွင့်လို့ရတယ်အဲကိုရိုးစီမှာလောက်တာလဲ9နှစ်လောက်ရှိကိုလည်းဒါရုံကြီးကြီးနဲ့အကုန်လုံးအပ်ထားတာပေါ့ကိုရဲကိုကြီးတင်းကြတကယ်စိတ်မကောင်းလိုက်တာဆိုတာအဲအခုညီလေးဒီအခုဒီပုံထဲမှာပါတဲ့ကလေးပေါ့နော်သူကအခုအိမ်ကအဲမီးစက်ကတလုံး အဲကွန်ကလည်းသူအိတ်တဲ့အခန်းအဲကွန်ကိုအင်ဒိုအော်တိုပြုတ်သွားတာပေါ့နော်အဲ့ဒါပြီးဆိုင်အိတ်ဆိုရင်ခွန်အိတ် guest ကဆယ်လုံးကျော်တယ်ညီလေးကဲဆိုးတွေကဆယ်လုံးကျော်တယ်ပြီးတော့ OG ပါတယ်ဆိုဟုတ်တယ် OG ကလည်းနှလုံးပါတယ်ကိုတို့ပုံမှန်သုံးနေတဲ့ခါလောက် site ကဆယ်လုံးကျော်တယ်ပေါ့နော်အဲ့နောက်ပြီးတော့ဆိုင်အိတ်က အာ98အဲစီကလည်း၅ဘိတ်သာ10ဘုံကျော်တော့ဘုနော်စိုင်းတော့ပြပွန်းလို့ရနေအဲသူကဘို့အဓိကကတော့ဗာလဲဆိုရင်ကြီးလေးကိုတို့လည်းကိုတို့စီမှာလောက်တာလည်း၅နှစ်လောက်ရှိပေါ့၅နှစ်လောက်ရှိပြီဆိုတော့ကိုတို့လည်းဒါရုံကြီးကြီးနဲ့အကုန်လုံးအပ်ထားတာပေါ့ဟိုကဒီနေ့ကဖြစ်ချင်တော့သူကဒီကောင်လဲဒါ၅နှစ်လောက်ရှိပြီဆိုတော့အင်းရဲ့အထားတခြားဝန်ထမ်းတွေရဲ့အထားလည်းအကုန်သိရလေတခြားဝန်ထမ်းတွေမရှိတဲ့အချိန်မှာလောက်သွားတာပေါ့ဟုတ်ကဲ့အဓိကကတော့ကိုကဒီဗီဒီယိုလေးကိုဘာလို့ရိုက်ခင်တာလဲဆိုတော့ဒါ ဟိုတခြားလူတွေလည်းဒါမျိုးမဖြစ်အောင်ပေါ့နော်ဒါမျိုးမဖြစ်အောင်ဒီကောင်လေးပေါ့နော်ဒီအောင်ကိုဆိုတဲ့ကလေးကိုဒါတတိထားကြပါဒါတကယ်ကိုအလွဲသုံးစားလုပ်သွားတယ်ကျွန်တော်တို့မရှိတဲ့အချိန်မှာကျွန်တော်ဒီအဲထောပထမင်းချက်တဲ့အိမ်မှာရှိတဲ့ပစ္စည်းတွေတော့အကုန်လုံးယူပြီးတော့ရောင်းပြီးတော့ထွက်ပြေးသွားတာပေါ့သူယုံတယ်သူယုံတယ်နော်အဲ့ဒါလေးအဲ့ဒါလေးသိစေချင်လို့ ပြောပြတာပါကိုကြီးကမနေ့ကပြောနေသေးတယ်အာဘာဖို့စလိုက်မတင်ညီမောင်ညီလေးရဲ့စုလူပဲတဘောထားမယ်ဆိုတာတကယ်နော်ဟိုဒါမဲ့တခြားလူတွေဟုတ်တယ်နော်တခြားလူတွေပါဟိုအဖြစ်ကုန်မှာဆိုလို့နောက်ဆိုသူ့ကိုယုံကြည်ပြီးကိုကြီးနနာစီမှာလုပ်ခဲ့တဲ့လူဆိုပြီးသွားပြန်လို့ဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးလဲဟုတ်တယ်ဟုတ်တယ်နော်အဲ့ကြောင့်ကျွန်တော်သတိပေးပြီးတော့တင်ရခြင်းဖြစ်ပါတယ်။အဲမြောက်တကုံမှာလည်းကျွန်တော်မှုဖွင့်ထားပါတယ်ခင်ဗျာ။ယေရှုပါ။တွေ့ရင်လည်းဆက်တွေ့ပြီးပါဘောနော်။ဒီအောက်ကညီလေးပုံလေးတွေ့ရတဲ့ဆိုရင်ရှေ့ပေးကြဦးလေတောင်းပန်ပါတယ်။ယေရှုပါဗျာ။ ဒီကိစ္စလေးပေါ်လာတဲ့အခါမှာညီမအပါဝင်ရှိရှိစုတွေအားလုံးကအာအားသိမ့်မိမယ်လို့ညီမလည်းထင်ပါတယ်။ဘာကြောင့်လဲဆိုတော့နှစ်ရှိရှိအလုပ်လုပ်လာပြီးတော့မှယုံကြည်မှုကိုပေါ့နော်အပြည့်ဝရထားတဲ့လူတယောက်စီကနေဒီလိုကိစ္စမျိုးပေါ့နော်ဖြစ်သွားတယ်ဆိုတဲ့အခါမှာတော်တော်လေးကိုပေါ့နော်ဝမ်းနည်းစရာကောင်းပါတယ်ရှင်။ဒါမျိုး